ကြီးမားတဲ့ကြောင်းမဲ့ဖွယ်ကောင်းလောက်အောင် မြင်းငလျင်ကြီးတုံလှုပ်သွားတာဘာကြောင့်လဲဘာအကြောင်းများရှိလို့ပါလဲလို့အကြောင်းတရားကိုသိခြင်းလို့မြင်းပြန်အေးတဘာဝအားဖြင့်လောကဒီကနေ့ထီအောင်မြင်းငလျင်တုံလှုပ်တယ်ဆိုတာရှိတာကြီးဘာကြောင့်လှုပ်တယ်ဆိုတာအကြောင်းမျိုးမျိုးရှိနိုင်တယ်ပေါ့မြတ်စွာဘုရားကရှန္ဒနာရဲ့မိကုံးကို အေးစင်းစင်းပဲဖြေကြတယ်အနန္တငရင်လှုပ်ဖို့ဆိုတာအကြောင်း၈မျိုးရှိတယ်အဲ့ဒီထဲကအကြောင်း၁မျိုးမျိုးကြောင့်လှုပ်ထတာဖြစ်တယ်ပေါ့သူကသူလှုပ်တာမဟုတ်ဘူးဘာကြောင့်မဲလှုပ်လို့အကြောင်းတစ်ခုတော့ရှိတယ်အေးခုခေတ်ဒီကြတော့အမျိုးမျိုးဖြေထုတ်ကြမှာပေါ့ဘာကြောင့်ငရင်လှုပ်တယ်ဆိုတာအမျိုးမျိုးဖြေထုတ်တယ် မြတ်စွာဘုရားကငရင်နှုတ်ခြင်းရဲ့အကြောင်းတွေကိုဖြေထုတ်ပေးထားတာ၈မျိုးရှိတယ်။ဘာကြောင့်ငရင်နှုတ်တယ်ဆိုတာအဲ့ဒီနေရာမှာရှင်အနန္ဒာကိုမြတ်စွာဘုရားက ရှင်းပြတယ်။အထခောအနန္ဒဟေတုမဟာတောဘူမိသလတပါတုဘာဝါယကြီးမားတဲ့ငလျင်ကြီးတွေလှုပ်တယ်ဆိုတာဟာ အကြောင်း၈မျိုးရှိတယ်အဲ့ဒီအကြောင်း၈မျိုးတည်းကတမျိုးမျိုးကြောင့်လှုပ်နိုင်တယ်အကြောင်း၈မျိုးကိုမြတ်စွာဘုရားက ရှင်းပြတဲ့အခါမှာသဘာဝအကြောင်းတစ်ခုကိုရှင်းဦးစွာရှင်းပြတယ်သဘာဝအကြောင်းတစ်ခုဆိုတာဘာလဲလို့ဆိုရင်ဒီကဘာမြေကြီးရဲ့တည်နေပုံကို ပထမရှင်းဦးစွာမြတ်စွာဘုရားရှင်းပြတယ်အယံမဟာပထဝီဥဒေကေပဋိဋ္ဌိတာဟောဒီကဘာမြေကြီးဟာ ရေပေါ်မှာတည်ရှိနေတယ်နော်ကဘာမြေကြီးကရေပေါ်မှာတည်ရှိနေတယ်ဆိုတာစဉ်းစားကြည့်ပေါ့ဘယ်နေရာမှာပဲဖြစ်ဖြစ်ရေတွင်တူးကြတယ်လေအဝိစီတွင်နေတူးတယ်ဆိုမြေကြီးအောင်မှာ ရေတွေရှိနေတယ်ဆိုတာပြောလို့ရတာပဲပြီးတော့အခုခေတ်သိပ္ပံနေနဲ့ကြီးလိုက်မယ်ဆိုရင်ဒီကဘာမြေကြီးဆိုတာအာ the planet ခေါ်တာကဘာဂျုံလို့ အဲ့ဒီကဘာကျော်ကြီးကတကယ်ကြည့်မယ်ဆိုလို့ရှိရင်အခုကောင်းကင်ရံကမြင်းနေရတဲ့လာကြီးလိုပဲအဝေးကနေကြည့်လို့ရှိရင်အဲ့ဒီပုံတရံပဲမြင်ရအရင်တော့ကလာကဘာပေါ်ကနေပြီးတော့ကဘာပြည်ကြီးကိုလှမ်းပြီးတော့ရိုက်ထားတဲ့ပုံဟာဒီကဘာကြီးကလာကြီးလိုပဲဝိုင်းဆက်ကြည့်ပဲမြင်းနေရတယ်လာပေါ်ပထမဆုံးအချိန်ရောက်တဲ့အချိန်ကနေဓာတ်ပုံရိုက်လိုက်တဲ့ကဘာမြေကြီးရဲ့ပုံတရံဟာလဲ ဝန်ဝိုင်းပြီးတော့ကောင်းကင်ထဲမှာ အနန္တအာဂါဒအလွန်ကျယ်ဝန်းတဲ့ space ကြီးထဲမှာဒီလိုပုံမှန်တဏ္ဏကြီးရှိတယ်။ကဘာမြေကြီးဟာကောင်းကင်ထဲမှာရှိတယ်ဆိုတာပတ်ဝန်းကျင်မဲ့စဉ်းစားခံစားပြီးတော့ကြည့်ပေါ့ကိုယ့်ရဲ့ဘေးမှာလေတူကြီးတွေရှိနေတာနော်အထက်ကပဲကြီးကြီးအောက်ကပဲကြီးကြီးဘယ်နေရာပဲရောက်ရောက်လွင်မြင်ထွက်ပြီးတော့ကိုယ့်ကိုယ်ရက်ကြည့်လိုက်ရင်ကိုဟာ ဆက်ဝိုင်းရဲ့အလဲကောင်းမှာပဲအမြဲတမ်းရှိနေဆက်ဝိုင်းကြီးရဲ့အလဲကောင်းမှာပဲအမြဲတမ်းရှိအေးခလန်းလန်းရောက်သွားလို့ရှင်ကိုဟာထိပ်ဖြားပေါ်မှာရောက်နေတယ်လို့ဘေးပတ်ဝန်းကျင်ကြည့်လိုက်လို့ရှင်ဒဲအိုးကြီးမှောက်ထားတယ်လို့မိုးပြဲတဲ့ကြီးမှောက်ထားတယ်လို့ကိုဟာဘယ်ခါပဲဖြစ်ဖြစ်အလဲကောင်းမှာရောက်နေတာအဲ့ဒါကို ကြည်ချင်းအဖြစ် ကဘာမြေကြီးကကောင်းကင်ယံထဲမှာဒီဂျိုကြီးတစ်ခုဆိုတာလဲထင်ရှားတယ်ပေါ့ကဘာတီထားပုံကိုစပေကျန်းကမှာဖွင့်တဲ့အခါမှာကဘာကြီးစပြီးတော့ပေါ်ပေါက်လာပုံကိုဖွင့်တဲ့အခါတခြားဘာသာတွေမှာတော့သာဝရဘုရားသခင်ကဖန်ဆင်းတယ်လို့ဒီလိုဆိုတယ်ရသော်ဘုရားရဲ့အဆုံးမအရာဘုရားသခင်ဖန်ဆင်းတာမဟုတ်ဘဲနဲ့တဘာဝတရားရဲ့ဆောင်ရွက်မှုသာဖြစ်တယ် သဘာဝတရားကဖန်ဆင်းသဘာဝတရားကြောင့်ဖြစ်လာကဘာကြီးပြန်တီဆောက်ဖို့ကဘာပြုမိုးကြီးသဘာဝအားဖြင့်မိုးတွေရွာချလာအဲ့ဒီရွာချလိုက်တဲ့မိုးတွေဟာဘေးကလေတူကြီးကညံထားတဲ့အတွက်ကြောင့်မိုးပေါက်ကြီးဟာတခုလဲလို့ဖြစ်လာမိုးပေါက်ကြီးဟာအောက်ကလေတူကြီးကခံထားတဲ့အတွက်ကြောင့်ဒီမိုးပေါက်ကြီးကရွေချပြီးတော့မသွားဘူး ဒီကောင်းကင်ရံကြီးထဲမှာပဲမိုးပေါက်ကြီးရရှိမိုးပေါက်လို့ဆိုကြဲကအဝိုင်းပဲပေါ့ရေပေါက်ဆိုတာကြည်လေရေလေးကိုအဆက်ချကြည်အလုံးမဲ့အဝိုင်းမဲ့ဖြစ်မှာပဲပဝန်းကျင်လေထုတွေရှိနေသည့်အတွက်ကြောင့်ဝိုင်းဆက်နေတဲ့ရေပေါက်ဆိုတာဝိုင်းဆက်နေတဲ့အရာမျှတာဖြစ်တယ်တခါတော့ကစင်ကာပူကလာတဲ့ကလေးလေး ဒီက7နှစ်သားလောက်ရှိသေးတယ်။စာရိတ္တာဖတ်တယ်သူကစာရိဘုန်းကြီးတို့စီကိုရင်ဝတ်ပြီးတော့ရက်တူနေသွားပြီ။သူပါမေးတော့ဆိုရောက်လာတာနဲ့တွေ့တော့သူကဗမာစကားမပြောတတ်ဘူး။သူ့မိဘတွေကတော့ဗမာပြည်အနှွဲတွေဗမာစကားပြောတတ်တယ်။သူကပါမေးတော့ဆို Who created the world? ကဘာကြီးကိုဘယ်သူဖန်ဆင်းတာတော့ဆိုသူကမေး ဘုန်းကြီးကလည်းသူနားလည်အောင်ပြောလိုက်တယ် nature create လို့တဘာဝကဖန်ဆင်းတာလို့အေးတခြားဘာသာတွေကြတော့သာဝရဘုရားသခင်ကဖန်ဆင်းတယ်လို့အေးကဘာကြီးကိုဖန်ဆင်းတာဟာ nature ပဲ nature ဆိုတာဇာတိဥဒ္ဓ